အတင်ငယ်တုန်းကတော့ဆရာကြီးတွေပြောခဲ့တဲ့အတိုင်းပဲပေါ့အဖေတွေအဖိုးဆရာတွေဦးလေးတွေကအာဘော်နဲ့ပဲပေါ့ဒီတို့ပြောခဲ့တဲ့အတိုင်းပဲပတလားဆိုလဲပတလားနဲ့ပဲပေါ့စတင်ပြီးတင်ခဲ့တာပါအခြေခံဂျိုး73ဘုတ်ပေါ့အဲ့ဒီကစခဲ့တာပါ ဆိုတော့ international ကတော့ကျွန်တော်နည်းနည်းဆယ်ကျော်တက်ပေါ့ဟွာလောက်15 14လောက်ပေါ့အဲ့လောက်မှာဆရာဒီယာမျိုးရှိရဂီတမျိုးစာရောက်ခဲ့တယ်ဆရာကောင်းဆက်ပိုင်နဲ့စာတွေ့ခဲ့တယ်သူရှိရနေဆရာရှိရနေဟို international notes ဖတ်နည်းတွေသူက notes ရဲ့ဘယ်လိုပြောရမလဲတန်ဖိုးတွေအကုန်လုံးဟုတ် value တွေအကုန်တီးခဲ့ရပါတယ်ဟုတ် နာတာတော့နာတာပေါ့လက်နဲ့တီးရတာဆိုတော့လေပြီးတော့ပင်လဲပင်မှန်တယ်လေအားနဲ့တုံးရတယ်ဒူရီယာဆိုတော့လေအဲဆက်စတီးတော့ကလည်းနာခဲ့တာပဲအတန်တော့မထွက်ဘူးပေါ့ဆက်စတော့ကဒီပလုံးပေါ်လက်စာချခဲ့အချိန်တော့ဆိုရင်အဲအတန်ထွက်အောင်ပဲကျွန်တော်တော်တော်ကိုအချိန်ယူပြီးတော့ကျင်းခဲ့ရတယ်နောက်ပိုင်းကျတော့တီးရများလာတော့အတွေ့အကြုံလည်းပါမှာပေါ့နည်းနည်းများလာတော့လေအမ်နီးလေးတွေတော့ရှိလာတယ်သူဘယ်လိုပြောမလဲဒီဒီနီဒီဟန်လေးတွေ ဖိဖော့ကြွလေးတွေဒါတွေတော့တဖြည်းဖြည်းနားလဲလာတာပေါ့တချင်းတွေပါတွေတီးရများလာတယ်လေးလာတာများလာတော့ပို့ပြီးတော့အဆင်ပြေလာတာပေါ့ဟုတ်အများကြီးရှိပါတယ်ဆရာတင်မေးတာတွေကိုလည်းလေးလာတယ်ပြီးတော့ကိုယ့်ကို self study ထပ်ပြီးတော့လည်းလုပ်ရတယ်ပေါ့အဲအများကြီးတော့လေးလာရပါတယ်ဒီအခု creation လုပ်မယ်ဆိုရင်တော့အဲ theory ပေါ့ music theory တွေပြင်ဆရာပြောပြတာတွေပြီးရင်တခြားနိုင်ငံခြား piece တွေကိုလည်းနားထောင်ပြတယ်ဒီ back kit အတုံးတုံးတွေပေါ့ notes အသွားလာတဲ့ melody သူအစင်အတက်တွေ phrasing တွေအများကြီးပဲအစုံနားထောင်ပါတယ်ပြီးတော့ဒီဘက်ရိုးရနေဆိုဘယ်လိုပြန်ပြီးတော့ join လုပ်မလဲပေါ့ဘယ်လိုပြန်ချိတ်မလဲပေါ့ရိုးရမှာဆိုရင်ဘယ်လိုတီးလို့ရမလဲအခုကျွန်တော်အာထွက်မဲ့ order verse ဆိုရင် OZ ပေါ့ပြီးတော့ OZ ပါမယ်ဒိုးဘက်သူ့ရဲ့ pattern ကိုအရင်စဉ်းစားလိုက်တယ်ဒီ pattern ထဲမှာဘယ်လို melody ကိုသွားမလဲပြီးတော့ကျွန်တော်ဦးလေးတွေဆရာတွေတီးခဲ့တဲ့အာဆရာဒူးတို့ပေါ့ကျွန်တော်ဆရာလောက်ခဲ့တဲ့ music လေးတွေကိုလည်းနားထောင်တယ် ဆရာကြီးတို့တုံးနှုံးခဲ့တာတွေအဖေတုံးနှုံးခဲ့တဲ့ melody တွေပြီးရင်ဆရာကြီးတုံးတဲ့ melody လေးတွေကိုတချို့နေရာလေးတွေမှာပြန်ပြီးတော့ထည့်ထားတာလေးလည်းရှိပါတယ်။ကျွန်နေကတော့အရန်ရေးကြည့်ပါတယ်ကျွန်တော်ဒီဘက် international နဲ့ international နဲ့ join မယ်ဆိုရင်ကျွန်နေကအရန်ရေးကြည့်ရယ်ကြောင်နေအရန်တည်တာရယ်ဗျာတည်ရမလားနားကဘယ်လိုပြောရမလဲ ခုခုဝဲနေတာပဲဖြစ်ဖြစ်မကြိုက်တော့တာဆိုအရင်ကြီးသိတာလေသူကကျူနေရမြန်မာမှာဆိုရင်အမ်သူကအေးရင်လည်းမရဘူးပူရင်လည်းမရပြန်ကန်တာတတ်တာတွေရှိတယ်ပေါ့အများရန်ထိန်းနေရတယ်ပေါ့အရင်အရေးကြီးတယ်ပတ်စာရေးစာနိုင်တယ်လို့ပြောလို့ရတယ်ပေါ့မြန်မာမှာဆိုရင်ကျွန်တော်အဲ့စပြီးတော့လေ့ကျင့်ခဲ့တာလေအဲ့ဒါလည်းပါတယ်ပတ်စာကိုကိုယ်တိုင်အရင်တော့ဆိုရင်တော့ဆက်ဆက်တင်တော့ဆိုရင်တော့အဖေတွေကကပ်ပေးရတယ်ပေါ့ပတ်စာအခုနည်းနည်းကျွန်တော်ဒီဆယ်ကျော်တက်ရွယ်မှာကိုယ့်အကူစမ်းကန်ရင်းနေပေါ့ တဝိုင်းလုံးအခုဆိုရင်တယောက်တည်းတယောက်တည်းသွားတီးရတယ်ဖြစ်နေပါပြီဟုတ်တော်တော်တော့ခက်ခဲပါတယ်ဒီကျူနင်ကိုနားလဲဖို့ပြင်ဆင်ခဲ့ရတာကတော့ဘတ်စုံပါပဲပြန်ပြောရမယ်ဆိုရင်တော့အဲအစုံမော့ line နေအကုန်လုံးလည်းနည်းနည်းတိရတိရမယ်လို့လည်းကျွန်တော်ထင်တယ်လေ sign ဆိုရင်လည်း sign မှာရှိရဲ့ g mouse နဲ့ အဲ6လုံးဘတ်ရခွင်0အကုန်စသည်ပေါ့ဒီဘက်မှာဆိုရင်လေ piano ပေါ့ piano ကအခြေခံပဲလေ piano နဲ့ကျွန်တော်အရင်ဆုံးစတယ် bass ဆိုရင်ဘယ်လိုလုပ်မလဲအဲ viola ဘာတခြား line တွေပေါ့ harmony line တွေအကုန်လုံးခွဲတယ်ပေါ့ကိုယ့်ကိုစီဖြစ်တယ်ပြီးတော့ကျွန်တော်တောက်လျှောက်ကုခဲ့တာကတော့ဆရာကောင်းဆက်ပိုင်ဆရာကောင်းဆက်ပိုင် guitar တွေကျွန်တော်တချို့လိုအပ်တဲ့ layer လေးတွေ light ကုပြီးထပ်ပေးပါတယ်ဆရာ arrangement လည်းပါပါတယ်ဆရာကောင်းဆက်ပိုင်ဟုတ်ဒီတစ်ချင်းကတော်တော်ထွေတယ်ဗျ ဘယ်လိုပြောတချင်းလည်းမဟုတ်တီးလုံးပေါ့ထွေးတဲ့ဆိုတာဒီဟုတ်အဲ့အပုတ်ကိုပဲတီးတာ၃ခေါက်၃ခေါက်ရှိတယ်ပထမတစ်ခေါက်မကြိုက်ဘူးနောက်တစ်ခေါက်ထပ်တီးတယ်မကြိုက်ဘူးနောက်ဆုံးတစ်ခေါက်မှမှအဲဆရာကောင်းဆက်ပိုင်ကကယ်တယ်ကယ်ခဲ့တာပေါ့အဲ့ဒီဆရာနဲ့ပေါင်းပြီးတော့မှဒီဒီ music ကထွက်လာခဲ့တာဟုတ်ဘယ်လိုထွေခဲ့လဲဆိုတော့ပထမတီးတော့ဆိုရင်လည်းအဆင်မပြေခဲ့ဘူးပေါ့အာမကြိုက်သေးဘူးထပ်ပြင်အောင်မယ်တော်တော်လေးချိန်နေပေးခဲ့တယ်ဒီပုတ်လေးမိနစ်ထဲရပါဘောလွန်ခဲ့တဲ့ အမ်မနှစ်ကဆိုရင်7လပိုင်း10လပိုင်းလောက်ထဲကတွင်းလာအခုအခုဆိုရင်10လပိုင်းပါနော်2025ဒီအခုမှဖတ်ဖြစ်တယ်ဟုတ်တော်တော်အချိန်ယူခဲ့တာဒီလိုမျိုးဒီဘက်ခင်မှာ instrument တွေထွက်တာတော်တော်ရှားဝါးကြီးလို့ပြောလို့ရတယ်နော်ရှားဝါးကြီးဆိုတော့အမ် အားပေးကြပါဗောအားပေးကြပါပို့ပြီးတော့မြင့်တင်ပေးကြပါနောက်ထပ်လည်းထွက်လာဖို့တွေလည်းရှိပါတယ်ဗောအဲကြရင်လည်းအဲနားထောင်ပေးကြပါပြီးတော့များများလည်း sport လုပ်စီခြင်းနဲ့ဗောကျွန်တော်တို့ဒီ tradition ပဲဖြစ်ဖြစ်ဒီလိုလူငယ်တွေအကုန်လုံးပါပဲအကုန်လုံးကိုများများ sport လုပ်စီခြင်းနဲ့တော်တော်အခုဆိုရင်အများကြီးရှိပါတယ်တော်တော်တိုးတက်လာတယ်လို့လည်းပြောလို့ရပါတယ်မြင်ပါပါအကုန်လုံးဟုတ်ကဲ့ thank you